ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်မြို့သားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူနေဖုံးလက်ဖြစ်ပါတယ်ပုံမှန်ပြုလုပ်နေကြဖြစ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းစီစဉ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုအင်္ဂလိပ်ဘာသာစကားနဲ့စာတမ်းထိုးထုတ်လွှင့်လျက်ရှိသလိုတရုတ်ဂျပန်ထိုင်းကိုရီးယားဟင်ဒီဘာသာစကားတွေနဲ့လည်း voice over ပြုလုပ်ပြီးတော့တင်ဆက်ပေးလျက်ရှိတယ်ဆိုတာကိုလည်းပြောကြားလိုပါတယ် န္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာမန္တလေးဥပုထောင်အတွင်းမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရစဉ်ကာလအတွင်းမှာပဲကွယ်လွန်ခဲ့တဲ့အတွက်မျိုးသားညီညွတ်ရေးအစိုးရကမိသားစုနဲ့ထတ်တူဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါတယ်။အကြဖတ်စေအုပ်စုလက်အောက်ခံအကျဉ်းတော်တွေမှာကျမ်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရရှိမှုနဲ့ဖိနှိပ်မှုတွေကြောင့်နိုင်ငံရေးအကျဉ်းသားတွေအသက်ဆုံးရှုံးနေကြရတဲ့ဖြစ်စဉ်တွေရှိနေပါတယ်။ဥပုထောင်မှာ2024ခုနှစ် အော်တိုဘာလနဲ့နိုဝင်ဘာလအတွဲမှာပဲမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်တက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးဝင်းခိုင်နိုင်ငံရေးအကျဉ်းသားကိုစိန်လင်းခေါ်အငယ်လေးတို့၃ဦးဆက်တိုက်တည်ဆုံခဲ့ကြရပါတယ်ဒါ့အပြင်မန္တလေးဥပိုလ်ထောင်တစ်ခုထဲမှာပဲမတ်လ28ရက်နေ့တုန်းကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလေးကြီးကြောင့်နဲ့စေကူတရဲ့နှောင့်နှေးမှုတွေကြောင့်မတည်ဆုံနိုင်မဲနဲ့တည်ဆုံခဲ့ကြတဲ့နိုင်ငံရေးအကျဉ်းသား 50ကျော်ရှိခဲ့တယ်လို့သိရပါတယ်။နိုင်ငံကောင်းဆောင်နေဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီးလုံလောက်တဲ့ဆေးဝါးကုသမှုတွေရရှိမနေတာကြောင့်ဒီနိုင်ငံကောင်းဆောင်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုမျိုးသားညိုရေးအစိုးရအနေနဲ့အထူးပဲစိုးရိမ်မကင်းဖြစ်မိပါတယ်။အကြမ်းဖက်ဆေးဝါးစုရဲ့လက်အောက်ခံအကျဉ်းဆောင်တွေကအကျဉ်းဥစည်းအရာရှိတွေနဲ့ တာဝန်ရှိသူတွေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေပေါ်ရက်ဆက်စွာပြုမှုဖိနှိပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံကြရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။မြန်မာတပ်ကရေ1389ခုနှစ်ဝါဆိုလာဇန်တရက်နေ့2025ခုနှစ်ဇွန်လ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့သဂိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ပြည်စမပုံမှန်အစည်းအဝေးကနေပြီးတော့သဂိုင်းဖက်ဒရယ်ယူနစ်ရဲ့ဂျားကာလာဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့အတွက် မြို့သားညွန်ရေးအစိုးရအနေနဲ့အထူးပင်ဝမ်းမြောက်ခုမှုကြောင်းထပ်လောင်းပြောကြားလိုပါတယ် Federal Democracy ပြည်ညံအစိပ်ပိုင်းတင်အခန်းရှိအပိုက်52အရာစကိုင်း Federal Unit အတွင်းကပြည်သူ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့အတွက်ဥပဒေကြီးရေးအုပ်ချုပ်ရေးတရားစီရင်ရေးမှန်တိုင်တွေပုံမပီပြင်းစွာပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီးစကိုင်း Federal Unit လွတ်တော်အနေနဲ့ပြည်အောင်စုအစိုးရဖြစ်တဲ့မြို့သားညွန်ရေးအစိုးရအပါအဝင်ဒေသအခြေပြုတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး အခုလိုကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေတရက် ရေးဆွဲနိုင်ခဲ့တာဟာမကြခင်ဖြစ်လာမဲ့သဂိုင်းဖက်ဒရယ်ယူနစ်အစိုးရတရက်ပေါ်ပေါက်ရေးအတွက်လိုအပ်တဲ့အခြေခံအုတ်မြစ်ကိုချမှတ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။အတည်ပြုခဲ့တဲ့ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်းဆက်ရှိမှာပြည်ထောင်စုနဲ့ဖက်ဒရယ်ယူနစ်အစိုးရအာဏာခွဲဝေကျင့်သုံးခြင်းကိစ္စကိုထည့်သွင်းရေးဆွဲထားပြီးတော့ပြည်ထောင်စုအာဏာဖက်ဒရယ်ယူနစ်အာဏာပြည်ထောင်စုနဲ့ဖက်ဒရယ်ယူနစ်ထပ်တူပြုအာဏာ ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသများအာဏာစတဲ့ပြည်ထောင်စုအစိုးရနဲ့ Federal Unit အစိုးရတို့ရဲ့အာဏာခွဲဝေမှုပုံစံတွေကိုဇယားလေးခုနဲ့ထည့်သွင်းရေးဆွဲနိုင်ခဲ့ခြင်းဟာလက်ရှိတော်လှန်ရေးကာလအတွက်သာမကအနာဂတ် Federal Democracy ပြည်ထောင်စုထူထောင်ရေးကာလအတွက်ပါအင်မတန်အမှအရေးကြီးတဲ့စံနမူနာကောင်းတစ်ခုဖြစ်ကြောင်းအလေးထားပြောကြားလိုပါတယ်။ Federal Unit နဲ့ပြည်ထောင်စုအစိုးရကြားအခုလိုအပြန်အလှန်တိမှတ်ပြုမှုနဲ့ပူးပေါင်းဆောင်ရွက်မှု နိုင်ငံရေးဒလိတွေကို ပုံမခိုင်မာလာအောင်မဖြစ်မနေအားထုတ်ကြိုးပမ်းသွားကြဖို့လွယ်ကြောင်းကိုမြို့သားညီအစ်ကိုအစိုးရအနေနဲ့အလေးအနက်ရှုမြင်တယ်လို့ပြောကြားလိုပါတယ်။အကြံပေးဆေးဥစုဟာပြည်သူ့စံနာနဲ့ဆန့်ကျင်ပြီးတရားမဝင်တူရောင်ရွေးကောက်ပွဲတစ်ခုကိုအတင်းအကျပ်ပြုလုပ်နိုင်မှုစိုင်းပြင်းနေတာကိုတွေ့ရပါတယ်။အချက်လက်တွေအရအကြံပေးဆေးဥစုပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်တူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်ဆိုပြီးမှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ2020ထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တော့ပြည်အောင်စုလွှတ်တော်နေရာဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့လူလူထောက်ခံမှုမရှိသော နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။လူလူထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီတွေကိုနီလန်းပေါင်းစုံနဲ့ဖိနှိပ်ထားပြီးလူလူထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမျိုးသားညွတ်ရေးဆိုရရဲ့ရည်တည်ချက်နဲ့သဘောထားတွေကိုထက်လောင်းပြောကြားလိုပါတယ်။ပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့်အခွင့်အာဏာမရှိပါဘူး2020ရွေးကောက်ပွဲရလဒ်ဟာနိုင်ငံရေးအရတရားဝင်မှုရှိနေသေးဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ဥပဒေပြည်ရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပါတယ်ပြည်သူလူထုရဲ့သဘောဆန္ဒနဲ့ဆန့်ကျင်ပြီးတရားမဝင်အတူရောင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီကျင့်စဉ်ကိုချိုးဖောက်ခြင်းဖြင့်ပြည်သူအချုပ်အခြာအာဏာကို မတရားရယူရန်စူးစမ်းခြင်းဖြစ်ပါတယ် 2021ခုနှစ်မတ်လ30ရက်နေ့မှာပြည်ထောင်စုတော်ကိုစားပြုကော်မတီ CRPH က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့်ဒီအခြေခံဥပဒေအတိုင်းလှုပ်ဆောင်လျက်ရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လုံရက်မှန်သမျှဟာတရားဝင်မှုမရှိတဲ့ဥပဒေမဲ့လုံရက်တွေသာဖြစ်ပါမယ်။ဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြေလည်စေမဲ့ထွက်ပေါက်မဟုတ်ပါဘူး။ဒေါ်လာရင်းအင်အားစုတွေအနေနဲ့လည်းမိမိတို့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ်ဖက်ဒရယ်ဒီမိုကရေစီဗရိညာနဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်းဆက်လက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးအနေနဲ့လည်းအကြမ်းဖက်စစ်အုပ်စုကပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းစန့်ကျင်ကြဖို့တိုက်တွန်းလိုပါတယ်။အကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်အတုရောင်ရွေးကောက်ပွဲမလုပ်ခင်မှာအတုရောင်ဟန်ပြငိမ့်ချရင်စွန့်နေပွဲတစ်ခုကိုလည်းပုံဖော်လှုပ်ဆောင်လာတာတွေ့ရပါတယ်။အချမ်းဘတ်စေအုပ်စုဟာ ထောက်ခံသူလူတစုနဲ့အတူငញ្ញရဲဆိုတဲ့စကလုံးကိုလူကြားကောင်းုံတုံးပြီးဟန်ပြဆွေးနွေးပွဲတွေလုပ်နေကြမှာပဲတစ်ဖက်မှာလည်းပြည်သူလူထုအပေါ်ရရဆက်ဆက်ညှင်းပန်းနှိပ်စက်တက်ဖြတ်မှုတွေကိုဇက်တိုက်ဆိုသလိုကျူးလွန်နေတာဖြစ်ပါတယ်အကြမ်းဖက်ဆဲအုပ်စုဟာသခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဂျွန်လ20ရက်နေ့အတွင်းငလျင်တန်တဲ့ဒေသတွေအပါအဝင် နိုင်ငံတကာတလျားမှာဒေချောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း 982ကြိမ်ကျူးလွန်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင်အရက်သားပြည်သူ608ဦးတေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူ1308ဦးရှိခဲ့ပါတယ်။ကျမ်းမာရေးစောင့်ရှောက်မှုပေးရတဲ့အဆောက်အဦတွေနဲ့စာတင်ကြောင်းတွေလည်းဖျက်ဆီးခံခဲ့ရပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေရဲ့တရားခံအရင်းအမြစ်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ခြုံငင်းရေးကသာလျှင်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဆောင်ယူနိုင်မှာဖြစ်ပါတယ်။ ။ဒါကြောင့်ပြည်သူလူထုတရက်လုံးရောနိုင်ငံတကာဖွဲ့စည်းတွေကရော အကြမ်းဖက်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပါအဝင်အတူရောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြသူတွေအားလုံးကိုတော်လှန်ဆန့်ကျင်ကြဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာဆဲယုံတွေဆေးပေးခန်းတွေကိုပိတ်မှတ်ထားပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်စုံမထိန်ချုပ်နယ်မြေတွေမှာပြည်သူလူထုကိုဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့မြို့သားညွရေးအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက Safe Hospital Safe Hegel Campaign ကို ပြုလုပ်ခဲ့ပါတယ်။ဒီ campaign ဟာရည်မှန်းထားတဲ့ပမာဏထက်များစွာကျော်လွန်ရရှိခဲ့ပါတယ်။ဒီအတွက်ပါဝင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။လက်ရှိအချိန်မှာဆေးရုံအချို့ကိုစတင်ပြီးတော့စောက်လုံနေပြီဖြစ်ကြောင်းလည်းအသိပေးလိုပါတယ်။မြို့သားညွေဆိုရပညာရေးဝန်ကြီးဌာနအနေနဲ့စုံမထင်းချုံနယ်မြေတွေအတွင်းဖွင့်လှစ်တင်ကြားနေတဲ့အကြောင်းတွေကို ဘေးရန်နဲ့ကင်းရှင်ရေးအစီအမံတွေဆောင်ရွက်နေစဉ်အတွင်းခိတယာယီရန်နာထားဖို့ညွှန်ကြားချက်မှတ်1မြင်းဆောင်2025ကိုထုတ်ပြန်ပြီးညွှန်ကြားခဲ့ပါတယ်။ကျောင်းဖွင့်ရာသီမှာကျောင်းသူကျောင်းသားတွေရဲ့ပညာသင်ကြားခွင့်ကိုမဆုံးရှုံးစေဖို့အတွက်စာသင်ကျောင်းတွေမှာဘေးရန်နဲ့ကင်းရှင်ရေးအစီအမံတွေဆောင်ရွက်လျက်ရှိပါတယ်။ဆောင်ရွက်ပြီးစီမှုအခြေအနေတွေပေါ်မူတည်ပြီးကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်မှုကိုလည်းစီစဉ်ဆောင်ရွက်နေပါတယ်။ကျောင်းသူကျောင်းသားတွေဘေးရန်နဲ့ကင်းရှင်းစွာပညာသင်ကြားနိုင်ရေး ဘေးကင်းလုံခြုံတဲ့စာသင်ကျောင်းတွေဆောက်လုပ်နိုင်မှုအတွက် safe school safe education ရမုံငွေရှာဖွေရေးအစီအစဉ်တစ်ခုကိုလည်းမကြခင်မှာပြုလုပ်သွားဖို့ရှိပြီးတော့ထပ်မံပူးပေါင်းပါဝင်ပေးကြဖို့လည်းမြစ်တာရက်ခံဖိတ်ခေါ်လိုပါတယ်ဒီတစ်ခါတော့အစီအစဉ်ကိုဒီမှာပဲပြန်သားပြပါစေအရေးတော်ပုံမုတ်ချအောင်ရမည်